စားဆင်ញင်မှုတောကဆိုတာဘယ်လိုဟာမျိုးကြမှာတောကဖြစ်တာတုံးဆိုရင်အော်ငါတရားတော့မှာဆိုတဲ့ငါဆိုတဲ့အတွေ့နဲ့ငါဘဝကြီးပြီးတော့မှာဘယ်လိုငါငါဘဝဆိုတဲ့အတွေ့ငါနဲ့ငါဟာလို့ဆိုတာကိုမတွေ့တော့ပဲနဲ့အော်အခုခန္ဓာ၅ပါးပဲခန္ဓာ၅ပါးကြီးဟာဒုက္ခတွေခံနေရပြီဒီခန္ဓာ၅ပါးကြီးဟာမကြခင် ချုပ်ပြောက်သွားတော့မယ် အစီရံဝတ္တယံကာယောပထဝီအဓိတ္တတိဒီခန္ဓာကိုယ်ကြီးဟာမကြခင်ပဲမြေကြီးထဲရောက်ရအောင်မယ်။ဟောဒီလိုတွေးခန္ဓာပဲငါတရားမယ်လို့မတွေးဘူးเนาะတရားနဲ့ကြတော့ငါဆိုတာတခုမှမရှိပါလား။သူခန္ဓာပဲရှိတာပဲ။မြတ်စွာဘုရားဟောထားတယ်။သင်္ခါရတရားဆိုတာဖြစ်ပြီးပြတ်သွားမှာပဲ။အဲ့တော့ငါကထင်နေတာငါယောဂခန်းနေရတယ်လို့ထင်တယ်။ ငါသားငါသမီးတွေငါပစ္စည်းတွေနဲ့ခွဲရမယ်လို့ငါထင်နေတယ်မဟုတ်ဘူးငါဆိုတာတခုမှမရှိဘူးငါမရှိသည့်အတွက်ကြောင့်ငါဟာဆိုတာလည်းမရှိဘူးဆိုတဲ့ဒီအတွေးလေးတွေတွေးနေတာကွာ